တကယ်ကြီးအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှဆိုရင်ရေခဲတက်တာထဲမှာရှိတဲ့ငပုတ်တင်ငားလေးကိုတွေ့ရတယ်ဘလို့ချရမယ်ဆိုပြီးတော့စဉ်းစားရင်းနဲ့ပဲစိတ်ကူးတဲ့ရှိတဲ့အတိုင်းနဲ့ချက်ထားပါပဲငားဟင်းနေချက်တဲ့အခါမှာငားညီနှံကိုကြောက်တဲ့တငယ်ချင်းတွေအနေနဲ့တော့ဒီဟင်းလေးကိုကြိုက်မှသိကြပါပါတယ်ပထမဆုံးငားတွေကိုရေစေးပြီးတော့ရေစစ်ထားပေးပါ ထုံးစံတိုင်းရတာအတွက်စားစနွန်းထည့်ပြီးတော့တေချာလေးနေပေးထားပါ ပြီးသွားရင်ငါ့ကိုကြော်မှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကအကြော်မှုတ်နှစ်စွန်းလောက်ထည့်ပြီးတော့နေထားပေးပါတယ်။အကယ်၍အကြော်မှုတ်မရှိဘူးဆိုရင်လည်းဂျုံမှုတ်သုံးနေရပါတယ်။အကြော်မှုတ်တွေကအခုလိုခပ်ပါပါလीဆိုရင်ရပြီဖြစ်ပါတယ်။ဒေဥရဲမှာစီထည့်ပြီးတော့စီပူလာပြီဆိုရင်ငါးတွေထည့်ပြီးကြော်ပေးပါ။ငါကြော်တဲ့အခါမှာထုံးစံတိုင်းငါးလေးတစ်ဖက်လုံးဝကျက်သွားမှာတာနောက်တစ်ဖက်ကိုလှမ်းပေးပါ ဒေအိုမကောက်အောင်လို့တော့ဒေအိုကိုကျွန်တော်ကတော့အခုလိုမျိုးလှုပ်ပေးပါတယ်ဒါဆိုရင်တော့ငါးရီဒေအိုအောက်ချီမှာမကတ်တော့ပါဘူးခင်ဗျာကျွန်တော်ဟိမချက်တာကြာပြီဖြစ်တာကြောင့်ငါးကိုစိတ်လို့နေတာကြောင့်မှွေလိုက်တဲ့အခါမှာတချို့ငါးရီတောင်ကြည်သွားပါတယ်အချိန်ရမယ်ဆိုရင်ငားတွေကိုအရသာနေပြီးတော့ရေကဲတက်တာတွေမှာတညလေးတလက်ခံထားမယ်ဆိုရင်တော့ပို့ပြီးတော့အရသာရှိပါတယ်။ ငားတွေကျွတ်ပြီးမွေးလာပြီဆိုရင်ဆယ်ထားပေးပါအရွက်ထဲမှာမပါမပြေခါကြတော့ဖတ်ဖေပါဖတ်ဖေရဲ့မှုမှုလေးကလီဟင်းကိုပို့ပြီးတော့စားကောင်းစေတာဖြစ်ပါတယ်။ပိနိုင်စံအရွက်လေးမျိုးဖြစ်တဲ့ရှမ်းနန်နန်ပြီးတော့နန်နန်ပင်ရဲ့ပင်စိမ်းရဲ့ဖတ်ဖေရဲ့လိုအပ်ပါတယ်။အချိုးစားကြတော့မိမိအဆင်ပြေလို့ထည့်လို့ရပါတယ်။အရွက်တွေအားလုံးကိုစက်ထဲမှာကြိတ်ထားဒါမှမဟုတ်ရင်လုံးလုံးလေးဆင်ထားပြီးပါ။ ြီးသွားရင်ဓာပြရိုက်ထားတဲ့စက်တွန်ဖြူနေငယ်စက်တွန်ဒီနှလုံးလောင်းနဲ့နောက်ပြီးတော့ငြိုသီးစိတ်နေငယ်လိုအပ်ပါတယ်ဒေဝရဲမှာစီပူလာပြီဆိုရင်စက်တွန်ဒီကိုစီချက်မဖြစ်တဖြစ်ထိကြော်ပေးပါပြီးသွားရင်စက်တွန်ဖြူနဲ့ငြိုသီးစိတ်ကိုထည့်ပါမယ်အဆက်ကြိုက်တယ်ဆိုရင်တော့ငြိုသီးစိတ်ကိုအများများထည့်ပြီးတော့ရောကျိတ်လိုက်လည်းရပါတယ်မွေးလာပြီဆိုရင်ငြိုသီးအယောင်တင်မှုရဲ့ငြိုသီးခွဲချမ်းမှုရဲ့ထည့်ပါတယ် ဒီနေရာမှာမီးအောင်ကိုရှော့ထားပေးပါအကြွေတူးမှကြောက်တဲ့ဆိုရင်မီးကိုခဏလေးဖိတ်ထားပေးပါပြီးသွားရင်ကြိတ်ထားတဲ့ဟင်းခတ်အမွေးဆိုင်နေထဲမယ်အရသာအတွက်အချုံမုံနေငယ်ငားငက်မြားရဲ့အနေငယ်ထဲမယ်ခဏလေးမှုပေးပြီးသွားတာနဲ့ခုနကငားတွေထည့်ပါမယ်ငားချော်တွေထည့်ပေးပြီးသွားရင်ကျွန်တော်ကတော့မီးအောက်ကိုအသက်နိုင်ဆုံးတိတိလေးပဲထားပါရစေ ပြီးတော့ရင်အကွင်းလေးတွေလီးထားတဲ့ခရမ်းကျင်ကြီးထည့်ပါတယ်ဒီနေရာမှာအချင်းကြိုက်တယ်ဆိုရင်တံမြာကြီးလေးညှစ်ထည့်ရရပါတယ်မိအားလုံးပိတ်ပြီးမှညှစ်ထည့်တာပိုကောင်းပါတယ်အခုဆိုရင်မှုမွေးလေးနဲ့စားလို့ကောင်းတဲ့ငါးကြော်အဆက်လေးရပြီဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတဲ့တငယ်ချင်းအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်တငယ်ချင်းအားလုံးကျေးမပျော်ရှင်ကြပါစေ Bye-bye.